ိုင်းအသက်20ကျော်လေးပဲရှိသေးတယ်။အဲ့တုန်းကမြို့မြို့ကဟိုကလေးလေးမွေးပြီးသားသူ့သူ့ตาလေးမွေးပြီးတဲ့အချိန်ပေါ့။ဖားလေးကချထားတယ်။တနခါပခွက်ကွက်ထားတယ်။ဟေးအဲ့ကောင်မဟုတ်တလားမဟုတ်ဘူးလား။ဟုတ်တယ်နဝင်တယ်လို့ဆိုရင်မှန်းလို့ရတယ်ပေါ့။ဘာဖြစ်လဲဆိုတော့ तू तू တကြောပြန်ပြီးတော့စမ်းတက်လာတာပေါ့နော်။ဘုဆုံးမဆင်းရဲတာအလှူပါတော့။အလှူမဲ့ဆိုင်လေးထည့်ရှင်လို့ ကိုလူတို့အားကိုးပြီးလာခဲ့ရောဒန်ကိုယုံတင်တော့မာယီကိုဖိတ်တဲ့အခါမှာမာယီစင်ကာပူရောက်နေတော့မကြည့်လိုက်ရအောင်ဆိုတော့ယောဒန်တော့မာယီဝန်ပြဒါပေမဲ့ trailer တွေမှာသူတင်တက်လာတဲ့ခါကျတော့သူတချင်းဆိုတာတွေပါတယ်တေချာလေးမြန်မာတန်လေးကိုသူတင်ယူပြီးတော့ဆိုထားတယ်ဆိုတော့ပေါက်သွားတယ်လေအရာလေးရဆိုတော့အဲ့နှစ်ကားတော့ပျော်လင်းလို့ရပါတယ်ဟုတ်မမရဲ့တော့ပြောတဲ့မျိုးရဲ့ဇပင်လေးပါလေကိုကမင်းသမီးလုံနေတာဇပင်လေးပါလေစိတ်ဆိုးလိုက်ပါလားဆိုတော့ မကြီးရတဲ့မျိုးမစိုးကျင်တော့ဘူးတဲ့ဟိုသပင်စိုးစင်းနဲ့လည်းသူမတဲ့ဘူးတဲ့ပြီးလို့ရှိရင်ဟိုတကောလုံးဖြူလိုက်တယ်ဟိုတကောင်းလုံးဖြူတယ်ဆိုလို့ရှိရင်လည်းဟိုသူအဲ့အဖြူတိုင်းမထားလိုက်ခြင်းနဲ့ပေါ့ညီယောက်ျားအပြစ်မတင်နဲ့ဟိုဟာမပညာသေးလို့ငါမြင်တယ်ဟုတ်တယ်နဝင်တယ်လို့ဆိုရင်မှန်းလို့ရတယ်ပေါ့ဘာဖြစ်လဲဆိုတော့ तू तू တကြောပြန်ပြီးတော့စမ်းတက်လာတာပေါ့နော် သူစမ်းတက်တယ်ဆိုတာဒီလိုပေါ့စမ်းဆိုတာမျိုးကလည်းလုတ်ဖို့အခွင့်ရေးရတယ်အဲ့အခွင့်ရေးကိုကရတဲ့အခွင့်ရေးပေါ်မှာအတုံးချရတ်ဖို့လိုတာပေါ့သိရမလားဟိုတကယ်လို့အခွင့်ရေးပေးတဲ့လူမရှိရင်လည်းဘယ်ကိုဘယ်တော့ပဲလှုပ်ချင်လှုပ်ချင်လှုပ်ခွင့်မရဘူးပေါ့အဲ့လိုမျိုးတွေရှိတာပေါ့လေဆိုတော့ तू အခွင့်ရေးလေးရတယ်အရတဲ့ပုံမှာငကိုရီကအမှုပညာရေးပြေဝပြီးသားသူဖြစ်တဲ့အတွက်ထပ်ပြီးတော့လိုအပ်တဲ့ဟာတွေဖြစ် ထပ်ဖြည့်ပြီးတော့သူအကောင်းဆုံးသူစူးစမ်းလိုက်တဲ့ခါကျတော့လေပရိသတ်တွေကလည်းကောင်းရင်ကောင်းတယ်လို့အသိမှတ်ပြုတာပေါ့လေဟမ်သပင်ဖားလျက်ချထားတယ်တနခါပကွက်ကွက်ထားတယ်ဟေးအဲ့ကောင်မဟုတ်တလားမဟုတ်ဘူးလားဟိုနှောင်းဝင်တယ်မှာကျတော့လေဟိုမြမျိုးကအရန်တော်တယ်ဒါပေမဲ့သူမြမျိုးကမျက်နာကရိုးတယ်လေမြမျိုးကမျက်နာရိုးတယ်မျက်နာအေးတယ်မျက်နာလေဆိုတော့သူအဲ့မှာသူတော်တော်လှုပ်ယူထားတယ် ဆိုတော့ဗျောဒန်ကကြတော့မကြီးမကြည့်ရအောင်အဲ့တော့ကဗျောဒန်ကိုယုံတင်တော့မကြီးကိုဖိတ်တဲ့အခါမှာမကြီးစင်ကူရောက်နေတော့မကြည့်လိုက်ရအောင်ဆိုတော့တခြားမျိုးဝဆိုင်နေဆိုရင်လေကျုပ်တို့မငွေကြီးမတက်နိုင်ပါဘူးဗျောဒန်တော့မကြီးဝမ်ပြဒါပေမဲ့ထရီလာတွေမှာ သူတင်တက်လာတဲ့ခါကျတော့သူတချင်းဆိုတာတွေပါလေတေချာလေးမြန်မာတန်လေးကိုသူတင်ယူပြီးတော့ဆိုထားတယ်ဆိုတော့ပောက်သွားတယ်လေအဲ့ဒါလေးရဆိုတော့အဲ့နှစ်ကားကတော့ပျော်လင်းလို့ရပါတယ်ဟုတ် မမရဲ့တော့ပြတဲ့မျိုးရဲ့ဇပင်လေးပါလေကိုကမင်းသမီးလုံနေတာဇပင်လေးပါလေစိတ်ဆိုးလိုက်ပါလားဆိုတော့မကြီးရဲ့မျိုးမဆိုးကျင်တော့ဘူးတဲ့ဇပင်ဆိုးစင်းနေလဲသူမတဲ့ဘူးတဲ့ပြီးလို့ရှိရင်ဟိုတကောလုံးဖြူလိုက်တယ်ဟိုတကောင်းလုံးဖြူတယ်ဆိုလို့ရှိရင်လဲဟိုသူအဲ့အဖြူအတိုင်းမထားလိုက်ခြင်းနဲ့ပေါ့အဲ့နဲ့အသက်မှတိတ်မကြည့်သေးတာအဲ့လောက်ကြီးမလုံနဲ့လေကိုကတော့သူ့ကိုပေါ့လေအဲ့လိုမျိုးပေါ့ဒါပေမဲ့သူ့ဆန္ဒပေါ့လေဘာကြောက်ခွေလို့တော့မြန်ပန်းနေရတယ်လေ ဲမိုင်းအသက်20ကျော်လေးပဲရှိသေးတယ်။အသက်20ကျော်လေးပဲရှိသေးတယ်။မိုင်းအဲ့တုန်းကမြို့မြို့ကဟိုကလေးလေးမွေးပြီးသားသူ့သူ့သားလေးမွေးပြီးတဲ့အချိန်ပေါ့။အဲ့ချိန်မှာဆရာဦးမြတ်ခိုင်ရနေပြီးတော့ဟိုဟဲတဲ့မြို့တနာတော်နဲ့နေလင်းပေးတဲ့ဟိုပေါ့ပထမတော့မမီဆိုးဆိုတာရှိတယ်။မိုင်းတို့ရုပ်ရှင်လောကရဲ့ပိုင်ယိုနီယာပေါ့မိတ်ကအာတစ်စကအဲ့မမီဆိုးကြီးလင်းရနေပြီးတော့သဘင်တဲ့မဝင်ရနေပါလေရိုက်ပြီးပြီး ယောသနာထောင်းကခလေးမွေးပြီးတော့မှမကြီးကစလိမ့်တာအဲ့စလိမ့်တဲ့အချိန်မှာမကြီးကမိတ်ကက်နဲ့မကြီးသပင်ညက်တာကောက်တာလဲလှုပ်တက်တာအဲ့သူသပင်တွေလဲပြောင်းမိတ်ကက်တွေလဲအဲ့လိုပြောင်းတဲ့အခါမှာသူနာမည်ကြီးသွားပါတဖြည်းဖြည်းနာမည်ကြီးသွားတာပေါ့အဲ့လိုမျိုးမိုင်းနဲ့သူနဲ့အကျိုးပေးတာပေါ့လေဟုတ်ရှုမာမမိစ္ဆာဖဆောင်ရှိသေးတယ်သမာဒီဖေးတယောက်ပဲရှိရပါအိမ်မအဲ့ဒါသူတို့ရဲ့အကျိုးပေးပေါ့လေဟိုသူတို့ရဲ့အကျိုးပေးပေါ့နောက်တစ်ခုကလည်းဟိုအဲ့ခက်ကလည်းမီဒီယာပိုင်းအားနေတဲ့အခါကျတော့ဟိုရုပ်ရှင်လောကနဲ့ ရေရိုး public နယ်ကကြတော့နည်းနည်းအလန်းဝကွာတယ်လေဒီခေတ်လိုမျိုးတမလာဒီလိုမျိုး social media တွေမရှိတဲ့အခါကြတော့လေအဲအကြောင်းလည်းပါမှာပါအဲ့ဆိုမိုင်းကျတူတဲ့ချိန်မှာမမျိုးအကယ်မီယာလေးပေါ့နှစ်ခါထားတာပေါ့ဘယ်လိုလဲဘယ်ရတာအဲ့ဒါအချားလှနေမှရိုက်တာအဲ့ဒါမျိုးမျိုးစမျိုးမျိုးစလိမ့်တဲ့အချိန်တော့မျိုးမျိုးကဗီဒီယိုဇလန်းလေးစရိုက်ခါစားပဲရှိသေးတယ်စရိုက်ခါစားပဲရှိသေးတယ်နောက် ကြာတော့မှနှကန်းတကသာဓာသွားတွေပါတဲ့နောက်ပိုက်စင်ရထွန်းပေါ်လာတော့မှရိုက်တာအဲ့မတိုင်ငယ်မှာခုနိုင်တန်းကမှဂျမ်းပုံလို့ပါလို့ဆိုရင်လဲမိုက်လိမ့်ပြတာအဲ့ကားအဲ့ကားလေးဆိုရင်အဲ့တော့ဆိုလို့ရှိရင်သူကဒုတိယမင်းသမီးနေရာပဲပါအဲ့တော့မမို့မမို့ရကိုရန်လေးရပါတယ်အဲ့ကားမှာသူကပေါ့မြို့မြို့ကတော့ဒုတိယမင်းသမီးပေါ့အဲ့လိုမျိုး